လောဘကိုမတမတ်ချခဲ့ဘူးလို့တနာစပွဲပြောပြလာတဲ့နှောပေါ်ရဲ့သား အားလုံးပဲမင်္ဂလာပါရှင်မင်းသမီးလေးနော်ပေါ်ရထားကတော့နိုင်ငံရဲ့ခြားကိုရောက်ရှိနေပြီမဲ့လေသူမကိုရိုင်းစကိုင်းကမြင်းကလေးဘေးတင့်ပြည်သူရင်းစီကိုကိုရိုင်းတွားရောက်တည်ဆုံခဲ့ပြီးနော်ပေါ်လီကစားတော့စရာမျိုးစုံနဲ့ရေတန်းတို့ကိုလူတန်းပေးခဲ့ပါတယ်နော်ပေါ်လီကစကိုင်းကမြင်းကလေးဘေးတင့်ပြည်သူရင်းစီကိုကိုရိုင်းတွားရောက်တည်ဆုံခဲ့ပြီးလောဘကိုမတင်မှတ်ထားတဲ့သူကိုရိုင်းတွေ့ကြုံခဲ့ရတဲ့အဖြစ်ပြလေးတွေကိုလည်းရှင်းပွင့်ပြပြလာခဲ့ပါတယ်နော် ။ပေါ်လီကတော့စကိုင်းကိုဒူဂရိုင်းတွားရောက်ခဲ့ရမှာသူတက်မှတ်ထားတာထက်ကိုအချင်းနေပူစိုးနေရကိုတွေ့ခဲ့ရပြီးအရင်ကစိတ်မကောင်းဖြစ်ခဲ့မိတယ်လို့ဆိုပါရယ်။အဲကြောင့်လေးတွေကိုလည်းမင်းသမီးလေးနော်ဘောအီတာကအခုလိုပဲရင်ဖွင့်ပြပြလာခဲ့ပါရယ်။နော်ဘောအီတာကမယုံကြည်နိုင်စရာကောင်းလာအောင် နော်ဘောအီတာကမယုံကြည်နိုင်သလိုတော့ဖြစ်ခဲ့ရတယ်။ စကိုင်းကိုကိုရိုင်းရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းတွေရင်ထဲမှာစိုးနှက်သွားသလိုပါပဲနော်ပေါ်လေလူတန်ပေးမဲ့ဟာတွေအများကြီးယူလာခဲ့ပေမဲ့ညပြမှာတော့ကင်ဆယ်ရင်နဲ့ပြည်လဲထွထောင်းရဲ့အတွက်အများကြီးလိုအပ်နေပါသေးတယ်ဒီနေရာမှာကညတော့အကြောပူနေရပါနေကင်းဖက်ဆို အမိုးမရှိရင်အတော်လေးကိုပူမှာပဲအခုလိုလောဘကိုမတင်မှတ်ထားပဲကြုံတွေ့ကြရတဲ့ပုံမှာလည်းအရင်ကိုစိတ်မကောင်းဖြစ်မိပါတယ်နော်ပေါ်လေတက်နိုင်တလားကုညီပေးသွားမှာပါလိုအပ်ချက်တွေတော့အများကြီးရှိနေပါသေးတယ် အလုံးဝိုင်းဝန်းပြီးတော့ကုညီပေးဖို့ကိုလည်းမေတ္တာခံချင်ပါတယ်ဆိုပြီး Noble Editor ကပြောပြလာခဲ့ပါတယ်။ Noble Editor ကတော့ဇာတ်ကိုင်းကိုတူမဂရိုင်းတွားရောက်ထပ်ပတ်ဥတန်းပေးခဲ့တယ်လို့အခုလိုမြင်ကလင်ပေးတဲ့နေရာတွေအတွက်ကိုလည်းစက်တိန်တရားတတိကိုလူတန်းပေးခဲ့ပါတယ်။အခုဆိုရင်မင်းသမီးလေး Noble Editor လည်းတောက်တနေရာကနေပါဝင်လူတန်းထောက်ပံ့ပေးနေပြီးတူမကတော့ထပ်ပြော်လေးအချင်းချင်းဆိုတဲ့နေရာတွေစီကိုလူတန်းပေးတော့မှာပါလို့ပြောပြလာခဲ့ပါတယ်။ ။လော်ဖော်လီကတော့လောဘကိုမချေမှတ်ထားတဲ့အခြေအနေဆိုကြည့်ကြောင်းရွေးနေမှာစွန့်ညနေအောင်ကိုခန်းစားခဲ့ရပြီးဒိုမဂရိုင်းတွေ့ကြုံခဲ့ရတဲ့အကြောင်းလေးတွေကိုလည်းတနာဆက်ပွဲရင်ဖွင့်ပြပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့လော်ဖော်ရဲ့ထားကသူရဲ့အမှုပြလှုပ်ရှားမှုလေးတွေမှာစတိုင်းစုတလို့လောက်ခိုင်းနေရပြီးဖန်တွေရဲ့အားပေးမှုတွေကိုလည်းအပြေဝရရှိနေပါတယ်။နောဘောအေတာကအခုဆိုရင်အမှုပညာလုပ်လေးတွေမှာစူးစမ်းလုပ်ကြနေရင်ပရာဟိတလုပ်လေးတွေမှာလည်းတနိုင်တဲ့ဖက်ကနေပအဝင်ဆောင်ရပေးနေလျက်ရှိပါတယ် တဘောအတာကတော့ခွန်ဆိုင်ကျညာလေးတွေမှာခက်ဆင်းဆင်းရိုက်ကူပေးနေရပြီးပွဲတက်တွေကိုလည်းမကြခနောက်ဆိုသလိုတက်ရောက်ပေးနေရတာပါမြန်တမင်းလေးတဘောအတာကတော့တယောက်ထဲအေးချမ်းချမ်းလေးပြတ်တန်းနေရင်အမှုပြလူလေးတွေကိုစူးစမ်းလုကိုင်းနေရပြောက်ပါတယ်ရိုးရီလေးကလည်းချစ်စရာကောင်းသလိုအပြောဆိုလည်းပွင့်လင်းချစ်စရာကောင်းသူလေးပါပိုက်တရီကတော့နဘောအတာရဲ့တယောက်ဆောင်ချက်လေးတွေကိုကြည်ကတဘောကြအပေးနေကြပါတယ်မြန်တမင်းချော်လေးနဘောအတာတော့ပိုက်တရီအတွက်အမှုပြလူလေးတွေမှာအကောင်းဆုံး စ조사သွားမယ်လို့လည်းပြောဆိုကြပါရယ်။ Novo Italy ကတော့အခုလက်ရှိဖြစ်ပေါ်သွားတဲ့မြင်ကလေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါရယ်။ Novo Italy က Novo ကတော့ပြည်ထောင်ရေးနဲ့အမြဲရှိနေမှာပါ။ကိုရထားတဲ့အမှုပညာကျေးတွေကနေလေလွယ်တဲ့နေရာတွေကိုလူတန်းပေးသွားအောင်ပါအားလုံးကိုလည်းစွတောင်းပေးပါတယ်လို့ပြောပြလာခဲ့ပါတယ်